ချေဦးညောတမိုင်းမတွေ့မြင်မှန်းတမိုင်းဝင်နေတဲ့စကားများအင်းဝါကိုပြန်လဲတိုက်ခိုက်တော့မီဟုအရှင်မင်းပြန်နေပါမသိလျော်တရားနီးလည်းမကြအမတ်တိမ်မနီးရွတ်စကား6ခုလူနိုင်ထုံးလေကုန်းကိုပဲအခုံးကိုတဲလူတိုင်းလိုလိုတီးကြတဲ့စိုးထုံးဖြစ်ပါတယ်အဗျာကုမာရမင်းနာကိုအကြောင်းပြုပြီးဘုရားရှင်တော်ဟောတော်မူခဲ့ရမှာပါဝင်ခဲ့တဲ့စကားဖြစ်ပါတယ် စကားချမျိုးရှိရမှာဟုတ်မှန်အကျိုးရှိသူရောမနာလို့မနှစ်သက်ဆိုတဲ့နှစ်စုံသောစကားစကားမျိုးစားပါ55ဘွာဘက်လုံးဗုဒ္ဓရှင်တော်နေရဝါများကိုကဲတင်ဆုံးမတရားဒေသနာ ပြတော်မူခဲ့ရမှာလေဖះရှင်အစဉ်သုံးပြုခဲ့တဲ့စကားနှစ်မျိုးဖြစ်ပါတယ်ဒီနှစ်မျိုးတည်းကဟုတ်မှန်အကျိုးရှိ သူမနာလို့မနှစ်သက်အမျိုးစားဝင်စကားခုံးကိုပြောခဲ့လို့ကတော့အမတ်တိမ်မနီတော့ပါ ပင်ရစကြောသူများနဲ့ဆေးဆက်ဆွေးနွေးပြီးနောက်မှာယာစကြွဲဟာစစ်ကိုရုတ်သိမ်းပြီးအင်ဝါကနေစုံစင်းခဲ့ပါတယ်။စုံစင်းပြီးစုံမစင်းခင်မှာယာစကြွဲဟာတရာအားပြင်းနဲ့ရွှေကျက်ရဲ့တရာရဲ့ဤမှာဖျားเจ้าဆောင်ဆောက်လုပ်လူတိုင်းခဲ့ခဲ့ပါသေးတယ်။စည်းလာတဲ့ရွှေဖောင်ကြီးကိုဖျက်ဆီးပြီး ဘဘူးရောက်တော်များနဲ့အချာနာမိုးမှန်ဆောက်လို့ရေစက်ချလှူဒန်းခဲ့တာပါဒီကုသိုလ်အတွက်ရာဇာကျွေးများစွာ2000အားရဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကုသိုလ်တရာပိတိဟာကြကြမခံနိုင်ရပါဘူးလေတဲ့ကြီးစုံစင်းလို့မှမကြခင်မှာဖခင်ကျောင်းတော်စီကမိ ਉਹ လုံးကြီးတွေလိမ့်တက်လိမ့်တက်လာတာကိုတွေးလိုက်ရတော့ပိတိကလေးပြက်ပြီးဒေါသအမျက်ချောင်ချောင်ထွက်ခဲ့ရပါတော့တယ်ဘယင်မင်းအောင်က တစားကျွတ်ဆုံဆောင်ပြီဆိုတာသိရတဲ့အခါဖခင်เจ้าတော်ကိုမိထန်တိုက်စီခဲ့လို့ပါရာဇကျွတ်ကဒေါသနဲ့မိန်ချလိုက်ပါတယ်ငါဆောင်းလို့လူဒန်ခဲ့တာကိုဒင်းတော့မိရှုပျက်စီးပြစ်ကြတယ်တက်လှိတွေအားလုံးရဲ့ဆက်မစုံနဲ့ပြန်ဆန်တဲ့အင်းဝါကိုငါရပြန်တိုက်မယ်ဆိုတဲ့တာမန်အဖြစ်ကြည့်ရင်တော့ရာဇကျွတ်ရဲ့အမိန်ဟာယုံတည်တင်ပါတယ်ဒေါသလည်းထွက်စရာပါ ပြန်ဆန်တက်ပြီးတိုက်ချင်စရာပါတိုက်မယ်လို့ခြိလာခဲ့ စကြဝဠာမြန်နဲ့ဆွင်တွင်စစ်သွေးစစ်မှန်တွေကိုချတရာဝင်လာပြီးဖျားကျောင်းတော်ဖျားကျောင်းတော်တောင်စောင်းလှုပ်လူတိုင်းခဲ့တာကလားဒါကောမှမီးရှို့ဖျက်ဆီးခံလိုက်ရတာကလားအမြတ်ချောင်းချောင်းထွက်နေတဲ့ဘရင်ရှိတော်ကိုဘယ်သူမှမဝင်ရဲပါဘူးဒါပေမဲ့အမတ်တိန်တယောက်ကတော့ကြောက်ကြောက်နဲ့ပဲအတင်းဝင်ဥခိုက်ပြီးရှောက်ထားပါတယ်ရာဇာကျွဲဟန်တာရီနမ်းမြို့တွေဝင်ခဲ့စဉ်တရာတကားတစ်ချက်သာဖွင့်မိရဲ့လို့ရာဇမန်ရှာပြီး ငါမျက်စိတဲ့ညောင်စိုးဝင်စဲလို့ပြောခဲ့တာဒီခါအမတ်တိန်မကြောက်မရွံ့ရှောက်ခဲ့တဲ့လက်ယုံလက်ရင်းလူယုံတွေထက်ဦးစွာအမတ်တိန်မနီရော့ပွေရခဲ့တာတွေကိုဒီတမိုင်းဝင်စကားရဲ့တပုတ်ကဖော်ပြဖော်ပြခဲ့ပြီးဖြစ်ပါတယ်အခုလည်းအမတ်တိန်ဆိုပြန်ပါတယ်သူရှောက်ပုံကလောကအကြောင်း ရာဇအကြောင်းဓမ္မအကြောင်းတွေကိုနဲ့ဘလောက်ညီညွတ်တယ်ဆိုတာနားထောင်ကြည့်ပါ အရှင်ကုတို့ကိုတို့ဖြတ်စီတာရှင်ကောင်းမှုပါ။ဘာကြောင့်လဲဆိုတော့အကျင်ပုဂ္ဂိုလ်ဟာကြီးဝါလို့ရင်ကုတို့ကောင်းမှုပြုရပါတယ်။တဏနာအတွက်အရှင်ပြုထားခဲ့တဲ့ဒီကုတို့ကို သူမိတက်ဖြတ်စီပြစ်တာဟာဘယင်မင်းကောင်းနေနဲ့သူ့တကိုးအနုဘောပြောညံ့တော်အောင်သူ့ဘာသာသူ့ဘာသာသူလုံးပြစ်တိုက်တာပါပဲ။ဘယင်မင်းကောင်းဟာယန္တနာ၃ပါးနဲ့တဏနာတော်ကိုဖြတ်စီသူ ဖြစ်သွားပါပြီ။ မီးရဲကင်သူလက်ကိုသာမီးလောင်သူသူ့မှသာအပြည့်တွေကြာရောက်ပါတော့မယ်တကောအနုဘောညံ့သွားတဲ့ဘရင်မင်းကောင်ဟာအရှင်နဲ့စစ်ပြိုင်တိုက်ခိုက်လို့အောင်မြင်မှုလည်းမရှိပါတော့ပါဘူးအရှင်ကုသိုလ်ကတော့ရေစက်ချပြီးလှူဒန်းခဲ့ပြီးပြီဖြစ်လို့အထားမြောက်ခဲ့ပါပြီကုသိုလ်တရားဘာဝနာပွားသူကဟာဘာဝနာပွားသူသာမတ်ဖို့ကိုရနိုင်မှာဖြစ်ပါတယ်ဖျားရှင်ဟောရာခဲ့ပါတယ်အကျဉ်သူသည် တင်းတင်းကခင်ပြီးစစ်အကြိမ်တရားတထောင်မဲအောင်မြင်သည်ဆိုစေခန်ဒီဟု ဆိုအပ်သောသီးခန့်ကြီးစစ်ကိုတကြိမ်မျှအောင်မြင်သည်နှင့်မညီသေးပါတဲ့ခန်ဒီဆောင်ရတဲ့အကျိုးအာနိသင်ဟာအခြားကုသိုလ်များထက်အဆများစွာသာလုံးပါတဲ့ဟန်တာဝရီကိုပြန်ဆောင်မာတော့မယ်လို့ဘိန်းရစကြိုသူမြတ်ထက်မှာအရှင်ဝန်အရှင်ဝန်ခံကတိပြုခဲ့ပြီးဖြစ်ပါတယ်ယခုမှအတိတ်အနာဂတ်အရေးကိုမသိသူယန္နာ သုံးပါးနဲ့တာရဏဖြစ်စည်းသူကိုအမြတ်ထွက်ပြီးအင်ဝါကိုပြန်တိုက်မယ်လို့အရှင်မိန်ပြန်ဒီမှာမတင်လျော်တရားနီလမကြလို့ကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်တရားနီလမကြလို့ကျွန်တော်မြင်တဲ့အတွက်ရှေဖွားတော့အောင်ရှခိုးရှောက်ဝွန်ပါတယ်စိတ်ကြီးလှပြီးအခက်ခဲပေါင်းများစွာကိုသူ့ဘုံစွန်းအင်အားနဲ့ဖျက်ကျော်ကဘရင်ဖြစ်လာတဲ့ရဇတ်ကျွတ်လို့ပုံကုန်မျိုးတယောက်ရဲ့အမြတ်တော်သားရှင်မှာဖျက်ဝင်ရတဲ့ကိစ္စပါဘလောက်အနေကြီးပါလဲ ပြီးတော့တခါကလည်းတက်စီအမိန်တော်အောက်ကတီတီကလေးလွန်မြောက်ခဲ့ရတဲ့ဖြစ်ရရှိရပါတယ်။အမတ်တိန်ဒီလိုရှောင်းနေချိန်မှာဟိုးမြင်းညာရွှေကျက်ရဲ့တရိုင်းဘုရားကျောင်းဆောင်စီကမိโกလုံးကြီးတွေမဲကနေမဲကနေလဲလဲထားစေဖြစ်မှာပါ။ရာဇတ်တွေရဲ့သွေးကြောထဲမှာလည်းဒေါသတွေဖြန်းကနေဖြန်းကနေတက်ပြန့်စေဖြစ်မှာပေါ့။ တော်ရုံဆိုရင်နှင်းပထွေးကမိတိုက်ပြတဲ့နင်မမြင်ဘူးလားလာပြန်ပြီလားလို့ကြိမ်ပြီးတစ်ချက်တည်းလွှဲခုတ်ပိုင်းစီရင်ပြလောက်เสียပါပဲဒါပေမဲ့ရာဇတ်ဒွိကစင်ញင်သုံးတတ်တယ်အမတ်တင်ရဲ့စကားဟာလည်းစင်ញင်သုံးတတ်เสียပြီးအဟုတ်မှန်ကြိုးရှိစကားဘရင်ဟာဆဆကြံတော့မနာယူလို့မနှက်သက်ဖြစ်မိမှာပါပဲသို့တော်လောကဓမ္မရာဇအရေးသုံးပါးစလုံးနဲ့ညှို့လှတဲ့စကားကို သူနှက်သက်လာနှက်သက်လာရပါတော့တယ် လေးဦးလည်းဆက်ဆောင်ကြလို့ဆက်ဆောင်ကြတော့လို့အမိန့်ပေးပါတယ်။မင်းကျင့်110ပါးမှာအကောဒီအမြတ်မထွက်ခြင်းခန်ဒီပြီးခန့်ခြင်းရေလို့နှစ်ပါးအပဝင်ပြဆိုထားပါရောလား။ရာဇကြွေဟာစစ်ပွဲအရာတစ်ထောင်နဲ့အောင်မြင်နိုင်ခဲ့ပါလား။အမတ်ဒိန်မနီရော့ရဲ့စကားတခုဟာဘယင်တစ်ပါးရဲ့တန်တန်ကိုကြည်လင်နိုင်ရဲ့စေုံမကအ အစင်းလာမဟုတ်သောစစ်ကိုလည်းတားဆီးနိုင်ခဲ့ပါတယ်။ခေကာလများစနစ်များကိုဖျက်ဆီးပြီးယခုတိုင်လှပပြောင်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 စွာပဲ့တင်မိနေစေ စကားကိုလေးစားစွာမှတ်တမ်းပြုလိုက်ရပါတယ်။